မဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့ဆရာနဲ့နယ်ရေးသားတဲ့တကွေးတော်တွေ့ကြအောင်မြည်ဆိုတဲ့ဝတ္ထုရဲ့အပိုင်း၁၁ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာ တကွေတော့တွေ့ကြအောင်မြည်အပိုင်း၁၁စလိတ်ကလေးများဝဲသွားပါအောင်လားရှင်အမတ်တမဲမိုးညိုညိုသည်လန့်သွားပြီးဘေးသို့ကြိလိုက်ရာတနက်ဖက်စလိတ်စည်းများဆက်ပြားတို့များကြားတွင်ထိုင်းနေသောရှင်ရင်များကို တွေ့ရှိရလေသည် သူမမျောလင့်ထားသည့်အတိုင်းပင်ညိုညိုအံ့အားတင့်သွားသည်ကို မြင်တွေ့သောအခါတွင်ရှင်ရင်များသည် နှစ်ချိုက်စွာ ပြုံးလိုက်လေသည်ဝဲပါအောင်ရှင် စကိုင်းဆက်လက်တွေပါဖက်ကလေးတွေကလည်းညိုးပြီးချောနေတာပဲဆေးဆက်ကလည်းချိုးပြီးမှွေးနေတာပဲနည်းနည်းလေးမှမခပါဘူးကြော့ပါတလိတ်တော့ကြည့်ပါဦးအသေးကြိုက်သလားအလက်ကြိုက်သလားအကြီးကြိုက်သလားပိုလိုလိတ်ကလေးတွေလည်းရှိပါတယ်ကြော်ပါတော့ရင်ရဲညိုငိုမိတော့မယ်ဒါဖြင့်လားငိုတော့မငိုနဲ့ဒီမှာလားထိုင်ဟိုဘက်ကလှည့်ခဲ့ညညိုသည်ရင်ရင်မြညွန်ပြသည်ဘက်မှလှည့်၍ ်ဆိုင်ပေါ်သို့တက်သွားသည်ဈေးချင်းချ၍ရှင်ရင်မြ၏ဘေးတွင်တုံ့ကြုံလေးဝင်ထိုင်ရင်ဘလို့ဖြစ်ရတာလဲရှင်ရင်ရဲ့ဘလို့ဖြစ်ရမလဲညိုရဲ့သမင်းတလုတ်စားရဖို့လောက်ရကန်ရတာပေါ့ညိုတကယ်စိတ်မကောင်းပါဘူးရှင်ရင်ရဲ့ဘာမှစိတ်မကောင်းစရာမရှိပါဘူးလောကရန်တရားဆိုတာဒီလိုပဲပေါ့ရှင်ရင်ကတော့မတုံ့လောက်ပါဘူးရှင်ရင်တို့အခုမြို့တစ်ထဲမှာပဲနေသလားဘု து အိမ်လဲ ရှင်တို့အရင်အိမ်သားကတဲကလေးမှာပေါ့ကလစုအစွန်ကတဲကလေးပေါ့အဲ့ဒီကလာကအိန္ဒိယမပြေခင်သူ့အိမ်နဲ့သူ့နှချံကိုရှင်ရင်တို့အပ်သွားတယ်။နှွားတွေတော့တကောင်းမှမရှိတော့ဘူး။မောင်ထွေးမြင့်သိပါတယ်။တနေ့ကတောင်သူ့လာပြီးထမင်းဆသွားသေးတယ်။ဟုတ်လား။တိတ်ဆိုးတဲ့ကောင်းလေးပါလား။သူများရင်သွားပြီးစားလာတော့လာနဲ့။ဒီလိုတော့စင်စင်ကာကာမပြောလိုက်ပါနဲ့ညိုရဲ။မောင်ထွေးမြင့်ဟာအင်မတန်လိမ်မာတဲ့ကလေးပါ။ ရှင်ရင်ကိုလည်းတိတ်ချစ်ရှာတယ်။ရှင်ရင်တို့အိမ်ကလည်းသူ့ကိုတော့ခင်ကြပါတယ်။ထမင်းလည်းသူမစားပါဘူး။ရှင်ရင်ကရောမမီကရော အတင်းကျွေးလို့စားတာပါ။ဒါပေမဲ့အဲ့ဒီအကြောင်းတွေညိုတို့ကိုပြန်ပြုတ်မပြဘူး။စူမာဆိုလို့ဖြစ်မှာပေါ့။ရှင်ရင်တို့အိမ်မှာနေတဲ့ဂျပန်စစ်ဗိုလ်နဲ့လည်းတော်တော်ခင်နေ။ရှင်ရင်တို့ဘုတ်တောင်ဝန်းချီတွေယူလာသေးတယ်။ထွေးမြင့်ဟာသူ့ဦးလေးအကြောင်းရောဘာတွေပြောသေးလဲ။ ရှင်ရင်မြသည်ရှက်သွေးပြန့်သွားသည်ဒိုကိုင်းဈေးဝယ်လာသည်ဖြင့်ရှင်ရင်မြသည်စိတ်ရှည်လက်ရှည်ရောင်းနေရသည်သည်ညညအခုဘေးမှနေသည်လဲဈေးဝယ်ထွက်သွားသောအခါရှင်ရင်မြကစကားလွှဲပြောလိုက်သည်ညိုအခုချမ်းမာနေတယ်ရှင်ရင်အားရင်လားလေပါလားဘသူမှမရှိဘူးနေကင်းဆိုရင်ဖေဖေနဲ့မေမေကအိတ်နေတာပဲညိုတယောက်တည်းရှိတယ်အင်းလာမယ် တနေ့လာခဲ့ဦးမယ်။ဟောဒါနဲ့တနေ့ကဈေးထဲမှာရင်းရင်အမကိုတွေ့လိုက်မိတယ်ထင်တယ်။အစကတော့ရင်းရင်မှတ်လို့ညိုနှုတ်ဆက်အောင်မလို့နောက်မှသူကနည်းနည်းပိန်ပိန်ကြာနေတာကို တွေ့ရတယ်။ဒါပေမဲ့မျက်နှာပေါက်ချင်းကတော့ချွတ်ဆွပဲ။ဟုတ်တယ်မမတို့ရောက်နေတယ်။သူတို့လည်းအခုစကိုင်းနဲ့မြကြီးနာဂုံကုနေကြတယ်။ဆက်လိုက်နဲ့ဆက်ပြားတွေဟာသူတို့ပါလာတဲ့ဂုံတွေပဲပေါ့။ သူ့နာမည်ကချိုချိုများတယ်ဟုတ်လားဟုတ်တယ်သူ့ယောက်ျားကလည်းအစိုးရအရာရှိပဲထင်တယ်အင်းမြို့ဦးပေါ့အခုတော့ဆက်လိတ်ကုန်တယ်ပေါ့အင်္ဂလိပ်မပြေခင်တုန်းကရင်ရင်ဒီမြို့ကပျောက်သွားတာသူတို့စီသွားနေတာပေါ့အင်းညညတို့အိမ်ကိုရင်ရင်မလာခင်နှစ်ရက်ကမှပြန်ရောက်လာတယ်မမချိုတို့လိုက်ပို့တာပဲပေါ့ရှင်ရင်တို့မမကအိမ်အောင်မချခင်ကလေးက ိုးကောင်းက သူ့တို့ဖွားရီစီမှာတွားနေတော့ညိုတို့တိတ်မတွေ့ဘူးပေါ့။မမက စိတ်သဘောကောက်ပါတယ်။ဒါပေမဲ့မင်းကတော့စိတ်တော့ရှိတယ်ပေါ့။ပေါင်ထွေးမြင့်ကိုတော့သူကောင်းကောင်းသဘောကျပါတယ်။အမှန်အဖြစ်တော့ရှင်ရင်မြတို့ညီမသည်ဆန့်ကျင်ဘက်များ ဖြစ်ကြ၏။ရှင်ရင်မြတ်သည်အနေထိုင်ရိုးသား၍လူတွေကိုခင်မင်တတ်သလောက်ချွတ်ချွတ်မြတ်သည်ခက်ဆန်းဆန်းအထက်တန်းကြကြနေတတ်ပြီးမာနကြီးလေသည် တော်ရုံတန်ရုံလူများနှင့်အဖက်မတန်သလိုဆက်ဆံတတ်သည်။လျာရှိသမီးဖြစ်ရသည့်အထက်တွင်ပစံချမ်းသာ၍မရှိဆင်းရဲသားများပေါ်၌တင်စည်းတတ်သော အဖိုးအဖွားများလက်ပေါ်တွင် ကြည်ပြင်းကြရသဖြင့်စိတ်နေမြင့်လျက်ရှိ၏။အထက်တန်းစားလောက်ကိုသာအထင်ကြီးလျက်ရှိပေသည်။ယင်းကြောင့်လည်းအခါမပြတ်မီနှစ်နှစ်ခန့်အလိုတွင်မြို့ပေါ့ဆကိုဝင်းမြင့်နှင့်လက်ထပ်ခဲ့ခြင်းဖြစ်လေသည်။ကိုဝင်းမြင့်သည် ပမောသားတယောက်ဖြစ်တော်လဲမိုးကောင်းအနွယ်ဖြစ်လေသည်သူမိဘများသည်ဆင်းရဲ၍သူ့ဖခင်သည်မြမเจ้าဆရာတူဖြစ်လေသည်ကိုဝင်းမြင့်ဘီအောင်အောင်တင် जा ပေးသူမှာ ချိုချိုများ၏အဖိုးဖွားများပင်ဖြစ်လေသည်ထို့ကြောင့်သူတို့သည် ကိုဝင်းမြင့်ကိုအစောကြီးကတည်းကပုံသွင်းဝေချမ်းထားခဲ့ခြင်းဖြစ်ပေသည်ကိုဝင်းမြင့်သည်ဆင်းရဲသားမိသားစုမှပေါက်ဖွားလာတော်လဲမရှိဆင်းရဲသူများကိုအထင်သေး၍ ရရှိများနှင့်ပတ်စံရှိသူတို့ကိုမထင်ကြီးသူဖြစ်လေသည်သူ၏ရည်ရွယ်ချက်မှာအရာရှိကြီးဖြစ်ရန်ပင်ဖြစ်သည်ခြင်းကြောင့်သူသည် အလုတ်တင်မျိုးဘဝတွင် အလုတ်ကိုစူးစား၍လှုပ်လေသည်အထက်လူများသဘောကျကျွန်းနွန်စွာ ပြောဆိုလှုပ်ကိုင်းလေသည်တို့ရာတွင် သူမျိုးဖြစ်၍နှစ်နှစ်မပြည့်မီပါပင်သူ၏အရှင်သခင်အင်္ဂလိပ်အစိုးရသည်မြမပြေမှထွက်ပြေးရလေသဖြင့် ူမှာအရာရှိစိမ့်ဆက်ဆက်ဘဝဖြင့်ကျန်ရင်ခဲ့လေသည်ရှင်ကြောင့်သူသည်အင်္ဂလိပ်များပြန်လာရေးကိုဂျွန်ဘာဝနေသောဥတော်ညွန့်ထက်ပင်ပုံမစိတ်ဝင်စားလျက်ရှိလေသည်ဇကမဝန်တော်ဟောင်းနှင့်တွေ့လျင် အင်္ဂလိပ်များပြန်လာမည်အရေးကိုသာနီးစော်နိုင်အောင်ပြောဆိုလျက်ရှိတတ်သည်ယခုတစ်ခေါက်တွင်မူကိုဝင်းမြင့်သည်အင်္ဂလိပ်တရှိုတယောက်နှင့်အဆက်အသွယ်ရလာ၍ပို၍စိတ်အားထက်သန်လျက်ရှိတော်၏ ချင်းချောင်ပင်မိုးမရွာသောညနေခင်း၌သမီးယောက်မနှစ်ယောက်သည်အိမ်ရှိကွက်လက်တွင်ပလက်ကလတိုင်းတစ်လုံးစီဖြင့်အေးလူလူထိုင်ရင်းစကားလက်ဆုံးကြလျက်ရှိလေသည်ကိုဝင်းမြင့်သည်ယခုတစ်ခေါက်မျက်ကြည်နာသို့မလာမီ အလုတ်ကိစ္စတစ်ခုဖြင့်တောင်ငူသို့သွားရောက်ရာတွင်ကျောင်းနေဘက်ခရင်တငယ်ချင်းတဦးနှင့်တွေ့ခဲ့လေသည်ထိုတငယ်ချင်းထမ်းမပင်၎င်းတို့ဒေသ၌ကပတိန်စီဂရင်းဆိုသော ညနေဖြူစစ်ဖို့တဦးရှိနေကြောင်းအိန္ဒိယနှင့်အဆက်အသွယ်ရှိကြောင်းတို့ကိုသိရှိခဲ့လေသည်။ယင်းကြောင့်ကိုဝင်းမြင့်သည် သူတကယ်ကြားသိခဲ့ရသည့်များထက်ပိုမိုချက်ထွင်၍မာမိတ်တံများသည်ယခုမိုးကုံလင်းပင်မြမပြည်ကိုပြန်သိမ်းတော်မူဖြစ်ကြောင်းရောက်မကြီးအားအာရပါရပြောပြလျက်ရှိလေသည်။ဥတော်ညွန့်သည်ဤအကြောင်းများကိုရမန်နှစ်ရက်ကလည်းအထက်ထက်အခါခါကြားခဲ့ရပြီးဖြစ်သဖြင့် စိတ်ပါလက်ပါမရှိလာတော့ဘဲပလက်ကလထိုင်ပေါ်တွင်စစ်ပြင်းလိတ်ကြီးခဲ၍မိန်ရင်တိတ်ဆိတ်စွာနားထောင်လေသည်ရှံပန်ရန်ကလိုအပ်မှသာအင်းအေလှုပ်လေသည် အမှန်အဖျင်းဥတော်ညွန့်သည် အစကနဦးကလေးကပင်တမက်ဖြစ်သူ၏စကားကိုအတက်တရော နားမထောင်ခဲ့ပါဘဲသူအနေနဲ့အကြည့်ကျဲစိတ်သက်ပြပြနေပြီဖြစ်၏အင်္ဂလိပ်ဆိုရပြန်လာစေခြင်းသည့်ဆန္ဒရှိတော်လဲ ြန်လာနိုင်မည်ဟုကသိမ့်မထင်ကြီးထို့ကြောင့်အမျော်လင့်ကြီးမျော်လင့်မထားကြီးအကယ်၍မဟာမိတ်များပြန်လာခဲ့ရင်လည်းပင်စင်သက်ပြည့်အောင်အမှုထမ်းပြီးအငိမ့်စားယူမည် မလာတော့ရင်လည်းသူ့အနေနဲ့စိတ်မဖြောင့်လက်မဖြောင့်ဖြစ်နေရသောသမီးငယ်ကို နေရာချထားပြီးအေးအေးဆေးဆေးဘာသာရေးဘက်ပဲလိုက်တော်မည်ဟုအောက်မိတ်ထား၏လူဘဝတွင် လူစည်းစိမ်ကိုဤမျှခံစားရပြီလင်တော်ပေပြီး နောက်ဘဝနတ်ပြည်နတ်ရွာတို့ရောက်လျင် စီစဉ်ချမ်းသာခြင်းဆက်မိသွားမည်ဟု တွက်ထားလေသည်၎င်းအပြင် သူသည်ဂျပန်ကင်ပေတာ၏အဲဝတ်ပြုစုနေများကို လက်တွေ့မြေဆန်ထားရသူတူဖြစ်သည်ဖြင့်မဟာမိတ်နှင့်စပိုင်းဟူသောတန်များကိုကြားရလျင်ပင်ကြောချမ်း၍သွားပါသည်တမက်ဖြစ်သူအားလည်းဤစကားများကိုကြဲကြဲလောင်းလောင်းမပြောဆိုရန်ထိတ်ထိတ်ပြပြတားမြစ်ရပါသည် ဂျပန်ကင်ပေတိုင်းများကဥကြုံညွန့်အားဆယ်ရက်အတွင်းညီတို့မြေပုံပြုစုလိုက်သည်ကို အထူးမေးနေပွဲမလိုပါဥကြုံညွန့်ကိုတစ်ချက်ကြည့်ုံဖြင့်ပင်သိတာပါသည်ချက်ခင်ကဝဝတုတ်တုတ်လူကြီးသည်ယခုအခါတာမန်ကိုလုံးကိုတဲ့အဆင့်ပင်မရှိတတ်ခြင်းသောချက်ခင်ကထောင်း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 သွားနေသူသည်ယခုအခါထော့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 ဖြစ်နေသည်ချက်ခင်ကသူ့စပင်များသည်တို့တို့ကြောင်တောင်သာဖြစ်တော်လဲ စကုဖွေးဖွေးလှုပ်လျက်ရှိပေပြီတို့ရတွင်အရာရှိသော တက်နေသောကိုဝင်းမြင့်ကမူကရင်တငယ်ချင်းပေးလိုက်သောမလုံးများကိုသာအာရပါရပြန်လဲဖောက်သေးချလျက်ရှိအခုချိန်မှာမဟာမိတ်ကိုတိတ်တဆိတ်အကူအညီပေးတဲ့လူတွေကိုသူတို့ပြန်လာတဲ့အခါကျရင်ယာရုနှစ်ဆင့်တို့ပေမဲ့တဲ့အဲပြီးတော့စစ်ပြေးလာစာနှစ်စာလဲထုတ်ပေးမယ်တဲ့အေး နောက်ပြီးတော့အင်းဟိုအေးကိုဝင်းမြင့်သည်သူ့စကားမဆုံးခင်မှာပင်အင်းအေးအလောက်ခံနေရသဖြင့်ယောက်ခမအားလှန့်ကြည့်လိုက်သောအခါတွင်မျက်လုံးများမှိတ်ထားသည်ကိုတွေ့ရှိရသဖြင့်အာရုံစိတ်ပြတ်သွားပါသည်ထိုစဉ်မှာပင်လမ်းထိပ်ကလားဆိုင်သို့ဈေးဝယ်သွားနေသော ချိုချိုမြသည်ကြီးကြီးတုတ်ပြနှင့်ပြန်ရောက်လာသည်သူတို့ပြောကြ ူမသည် ကိုဝွန်ရစ်မကြီးကို မနိုင်တနိုင်တဲ၍လျှောက်လာရာမှ မော်ဒီပန်ကြီးသတိပေးလိုက်သည်တို့တို့မဟုတ်ဘူးဘာမှကိုမပြောဘူးကိုဝင်းမြင့်ကလက်နှစ်ဖက်ကိုခါ၍ပြန်ပြောလိုက်သည်မဟုတ်ဘူးလမ်းထိပ်မှာဂျပန်တယောက်ကြက်ဥရှာနေတယ်ဂျပန်ဟူသောအတန်ကို ကြားလိုက်ရသဖြင့်ဦးကျော်ညွန့်မျက်လုံးကျဲသွားသည်ဟေးဟေးဒီလေက ဟိုဘချံကကလာလာပြီးတဲ့ကျုပ်တလုံးဖွက်ထားကြအောင်ဘယ်မှာရှိတော့လို့လဲဒက်ဒီစပြီးပြီပဲဟေးဟုတ်လားဒါဖြင့်အခွန်တွေလုံအောင်ဖွက်ထားလိုက်ကြထိုစင်မှာပင်ကျဲနှစ်ပွင့်တက်စစ်သားသည်ခြံထဲသို့ဝင်လာလေသည်သူသည် အသားဝါဝါအရက်ပုပ်ပုပ်ကရုံရိပ်ပီးစာနှင့်ဖြစ်သည်သွားခေါခေါ်ရွှေသွားပြောင်ပြောင်နှင့်ဖြစ်သည်အော်ပြီးတော့မှအာကြီးကောင်းတယ် ကျုပ်ရှိလားမရှိဘူးမာစတာ ကိုဝင်းမြင့်ကဖြေလိုက်သည်ဟာစာကေးရှိတယ်ကမရှိဘူးမာစတာမိမရှိတယ်ကမရှိဘူးမာစတာဂျပန်စစ်သားသည်ကိုဝင်းမြင့်၏နှထင်ကိုတစ်ချက်ရိုက်လိုက်သည် ချွချိုသည်ဆူဆူဝါဝါအော်လိုက်၏အာဘီတို့မှာမိမရှိတယ်မိမရှိတယ် အင်းရှိတွင်စူစူညံ့ညံ့တံများကြားရသဖြင့်အပြည့်လွာလာကြသောရှင်ရင်များတို့တာမိကိုမြင်လိုက်ရသောအခါတွင်ဂျပန်ကဝန်တာအေလေအိုဟေလိုက်သည် ထို့နောက်လေဤအဟုန်ဖြင့်ဂျပန်စစ်သားသည်ဒေါ်များများတို့ထံရောက်ရှိသွားပြီးရှင်ရင်များအားဆောင်ဆွဲလိုက်လေသည်တမိဖြစ်သူအားကာကွယ်ရန်တုံတုံရင်ရင်ဖြင့်ရောက်လာသောဦးကျော်ညွန့်အားဂျပန်စစ်သားကတစ်ချက်သာတွန်းလိုက်ရသည် နေကြီးပေါ်သို့ပိုင်းကနေပြက်လဲသွားလေသည်တော်မြများနှင့်ချိုချိုမြသည်ဥဇုံညွန့်အားပြေး၍ထူကြသည်ရှင်ရင်မြအားခြံတော့နွားတင်းကုတ်စီသို့ဆွဲခေါ်သွားနေသောဂျပန်သည်သူရှိမှရောင်းလေလေပေးနာနာလုံနေသောကိုဝင်းမြင့်အားနှောင်းကိုနောက်တစ်ချက်ရိုက်လိုက်ရာမဟာမိတ်များပြန်လာရန်အကူအညီပေးမိမဟာသူရဲကောင်းကြီးသည်တချီတဲ့အမိကုတ်သွားပါတော်သည် အနောက်မိုးကုတ်ဆက်ဝိုင်းချီရင်တို့အတင်းထိုးဆင်းနေသော နေလုံးကြီးမှလည်းရေတိမ်နစ်လူစဲဖြစ်နေသောရှင်ရင်မြအားညတာသည့်သဘောဖြင့်ခဏတာမျှရက်ဆိုင်ဆောင်မနေတော့ပဲဆုံဆုံကြီးမြုပ်ဝင်သွားလေတော့သည်ရှင်ရင်မြသည်အာကိုမျောလင့်စရာမရှိတော့ဖခင်လူမမကြီးမှလည်းနောက်တလနှင့်ပြန်ထနိုင်ဖို့ရာမလွယ်တော့ခဲဟုဖြစ်သူလဲရွှေတင်းကားများပုံပေးစေကမူ ဂျပန်၏အနီးသို့တက်ဝန်တော်မည်မဟုတ်ချန်နီချင်းကလားများကကောင်းပင်ဖော်ဝန်ကြမည်မဟုတ်စေမိမိကိုမိမိကာကွယ်ရန်မှလည်းခွန်အားခြင်းမများဂျပန်စစ်သားသည်ယောက်ျားတဦးဖြစ်ယုံများမက သူမထက်တန်ဆွမ်းယုံများမကအာဓမဇောများသည် အစမတန်မုံမုံနေလိမ့်ပြီမဟုတ်ပါလားရှင်ရင်များသည် ရှိသည်များခွန်အားနှင့်မစုံမနစ်ယုံကံပါသေးသည်တို့ရတွင် သူမနဲ့ရင်ဆိုင်နေရသူသည် လူစိတ်မရှိတော့ဘဲတာရဲတိရစ္ဆာန်တကောင်ပေါ်မှာစံကျုပ်ရက်ဆက်စွာပြမှုလျက်ရှိသည်ဖြင့်တကူလုံးဆုတ်ပြက်ခြင်းမလျက်ရှိပေပြီမောပန့်နှွမ်းနယ်၍အင်အားများမရှိသလောက်ဖြစ်နေပေပြီနောက်ဆုံးတွင်ရင်ရင်မြသည်နွားတင်ကုတ်ကုံမြင့်ကလေးပေါ်သို့ပိုလိုပလက်ကျသွားလေတော့သည်တကူလုံးထုံချင်၍အသက်ရှူခလျက်ရှိပေပြီထပ်ပြေးနိုင်ရန်အခွင့်အရေးရှိတော်လဲ ထပြေးနိုင်သည့်ခွန်အားကမရှိတော့ပြီးဒုမဘော်တွင်မိုး၍အာရပါရရေမောနေသောဂျပန်စစ်သားကိုပါဇက်ဟောင်းသာမျက်လုံးအပြူသားဖြင့်ငေးချောင်ကျိနေမိတော်၏တို့ရတွင်ဂျပန်စစ်သား၏ဘလူးတပတ်ကိုလုံးကြီးသည် အကာအကွယ်ကင်းမဲ့နေသောဒုမဘော်တို့ပြစ်ကြမလားပဲနောက်သို့သာမြောက်တက်သွားလေသည်အကြောင်းမူမှောင်ရိပ်ထဲမှလူတစ်ယောက်သည်ဂျပန်၏ကုတ်ကိုဆွဲယူလိုက်သောကြောင့်ဖြစ်၏ ရှိမသားကောင်ကိုမဲနေသောဂျပန်သည် နောက်မှရန်သူကိုတရိမမူပဲတမ္မာထွားကျင်သောလက်ထဲတွင်မြောက်ခနေပါသွားမှသာလျင်အန်ဒီရဲ့ကြောက်ရောက်လာပြီးကိုသိရှိလေတော်၏တို့ရတွင်သူ၏အတိတ်သည်နောက်ကျခဲ့ကြပြီသူအားလက်တစ်ဖက်ထဲဖြင့်ဆွဲယူလိုက်နိုင်သူမှာသူထက်အစမတန်ခွန်အားကြီးမှပြီးအသက်ပုတ်ကျင်လေလှသည်ကို စကံပိုင်းအတွင်မှပင်ကြုံတွေ့ရလေတော်သည် ပြင်ထန်မာကြောသောလက်သည်များသည် သူမျက်နှာဆုပ်ချွန်းချွန်းပေါ်သို့အဆက်မပြတ်ကြာရောက်လာလေတော့၏နောက်ဆုံးတွင်ဂျပန်စစ်သားသည်ဝမ်ပိုက်ကိုလက်သည်3-4ချက်အဆောင်ခံလိုက်ရပြီးတတိလက်လဲကျသွားတော့၏မမျော်လင့်သော အဖြစ်ပြက်ကြောင့်စကန်ပိုင်းမျှအံ့အားတင့်နေပြီးနေရာမှမထမိသောရင်ရင်များသည် အမောင်းထဲမှတခုခုတစ်ခွက်ခွက်ထိုးချိတ်တမ်းများကြမှလူလဲ၍ထားလိုက်မိပါသည်ထို့နောက် နော်တင်ဂုတ်တိုင်တလုံးကိုအားပြုကင်တွယ်၍မောင်တဲသို့ဆေးအားထက်တန်စွာ ကြည်နေမိပါသည်။ပိုင်းကနေဟူသောအတန်နှင့်အတူလေးလံသော ကိုလုံးကြီးတစ်ခုမြေပြင်ပေါ်သို့ကျသွားပြီးနောက်အခဏတွင်တမန်ထွားကျိုင်းသော လူရွယ်တဦးသည် အမောင်ရိပ်မှထွက်လာလေသည်။ထို့နောက်ရှင်ရင်များနှင့် တလန်းကွာတွင်ရက်တက်နေလေသည်။သူသည် မလုံမလဲဖြစ်နေသောရှင်ရင်များ၏ကိုလုံးကိုမကြည့်ဘဲ ရင်ရင်မြ၏ဆက်ရားတက်ကြွနေသောညနာကလေးကိုသာဆူဆိုက်၍ချိန်နေလေသည်။ရင်ရင်မြကလည်းသူမကိုကယ်ဆယ်လိုက်သူအားခဏမျှပြန်လည်ငေးဆိုင်ချိန်နေပြီးနောက်တအားပြေဖက်လိုက်လေသည်။ကိုမြင့်ခိုင်သည် သူ့ကိုယ်သူတိုင်းပြည်ကပိုင်သည်ဟု ယူဆထားလေသည်။သူအနေနဲ့ပြန်လည်ပိုင်ဆိုင်လိုသည်မှာတိုင်းပြည်မဟုတ်ဘဲရင်ရင်မြသာဖြစ်လေသည်။ရှင်ရင်မြကို သူကပိုင်မသားလင်း တို့ဇနီးမောင်နှံနဲ့တို့မှပွင့်ဖူးလာသောဘဝပန်းကလေးများသည် တိုင်းပြည်အတွက်အကျိုးကျေးဇူးရှိလိမ့်မည်ဟုတွက်ထားလေသည်အမျိုးသားလွတ်မြောက်ရေးစိတ်ဓာတ်ပြင်းထန်နေသော ကာလ၏အယူအဆတရက်ဖြစ်ပေသည်ရှင်ရင်များကမူရှင်းသူမဟုတ်ကိုမြင့်ခိုင်ကို သူမှမပိုင်လိုပါကိုမြင့်ခိုင်နှင့်အတူနေသွားနိုင်ရန်သာတိတ်တကူမျှော်လင့်လျက်ရှိလေသည်အစဉ်လာရဆိုလျင်မူ သူမတို့လူတန်းစားဤလက်ထက်ထိမ်းများဤအပိဓမ္မာမှာကိုမြင့်ခိုင်တို့လိုပင်အစွန်တစ်ဖက်တွင်ရှိလေသည်လူကျင်သည့်သူတို့သားကိုပေါ့စိပေး၍ဝယ်မည်သူတို့သားသည်သူတို့သမီးဘမအလိုကြသည့်အတိုင်းအရာရှိဆောင်ကိုသာ ဝင်ရမည်ဖြစ်လေသည်ဥပမာချိုချိုများအတွက်ကိုဝင်းမြင့်ကို ဝယ်ယူထားသလိုရှင်ရင်များကတော့ရှင်တို့မဟုတ်သူမ၏ချစ်သူသည် ဘာတွေညာတွေဖြစ်လာရမည်ဟုမတောင်းတာနောက်တစ်ခုကတော့သူမအနေနဲ့မင်းကတော်ဘဝကို မတက်မက်လာခြင်းပင်ဖြစ်သူမအနေနဲ့စဉ်းစားမိသည်မှာရှင်းရှင်းကလေးပင်ဖြစ်ချစ်သူနဲ့အတူတကွစိတ်ချမ်းသာလက်ချမ်းသာနေနိုင်ရန်ပင်ဖြစ်စိတ်ချမ်းသာလက်ချမ်းသာဆိုသည့်ဇကားရက်တွင်ကားနှင့်တိုက်အကျုံးမဝင်သလိုအမြဲတမ်းကြောင်ကြပူပန်စိတ်ဆင်းရဲနေရမည်အဖြစ်မျိုးနှင့်လည်းမဆိုင်ပေ ို့ရတွင်သူမနှင့်ကိုမြင့်ခိုင်တို့တိဆောက်မြိအိမ်တော်ရေးခရီးတွင် စိတ်အနှောက်ရှက်မကင်းစရာများက ထင်ထင်ရှားရှားရှိနေသည်အမတ်တအချက်မှာနှစ်ဖက်မိဘများကသဘောမတူကြခြင်းဖြစ်၏တို့မြတာမကမိသားစုတစုနှင့်တစုသည်ဇာဇဝင်နှင့်ချီ၍ပရိပခာဖြစ်နေ၏အမတ်နှင့်အချက်မှာကိုမြင့်ခိုင်သည် သူမဘော်တွင် ခိုင်မြဲသောတစ္ဆာနှင့်ချစ်နေတော်လဲသူမထက် တိုင်းပြည်ရေကို ရှေတန်းထားနေခြင်းပင်ဖြစ်လေသည်တခြားကိုမကြည့်နှင်းညကြီးနာမျိုးတို့အခြားသခင်ကောင်းဆောင်များ သူ့ကိုများနှင့်သူ့ဖခင်တို့ပြန်ရောက်လာပြီးနောက်တလကြာသည်အထိသူတယောက်ကမူဘယ်စီကို တဝေထိုးနေခဲ့သည်မသိသူမမှာတော့တယောက်ထဲသူသိပ်၍လွမ်းတထိတ်ထိတ်ဆွေးနေခဲ့ရပါသည်ကိုမြင့်ခိုင်ကရောဘာမို့နေသူသည်ဟူကောင်းတောင်ကြားမှ မိုးရေနှင့် လိမ့်ပါလာသောပရင်တုံးပရင်သားတစ်ခုမဟုတ်ပေစိတ်လှုပ်ရှားချက်စားတတ်သောလူသားတဦးသာဖြစ်လေသည်ရှင်ရင်မြသည်သူတို့မိသားစုနှင့်နိုင်ငံရေးအယူဆမတူသော အခြားမိသားစုတစ်ခုမှတစ်ခက်တည်းနွယ်ဖြစ်မှန်းတိလျက်နှင့်ချက်ချင်းမိခဲ့သည် မဟုတ်ပါလားသူတယောက်ထဲကတော့ဖြင့်သူတို့တမြုံတဲ့တွင်တိကြသောသဘောတကာရရှိသည်ဟုသိမြင်မိခြင်း မန်ဝင်းပါလွားသောမြရာရှိအရာခံများအတိုင်းဝိုင်းတွင်ယူသားဖြူစင်သူကလေးဖြစ်ထင်းကနေမြင်တွေ့ရခြင်းတစိမ့်စိမ့်ဆင်ခြင်းလေးတသိမ့်သိမ့်ရှင်ခုံပွေရသော အလှဖြစ်နေခြင်းတို့ကြောင့်သူမ၏မြတ်တာကိုခက်ခဲစွာရယူမိခဲ့ခြင်းဖြစ်၏ဘေးအန္တရာယ်တွေမြောက်များစွာရှိမိမှန်တိလျက်နှင့်တခုသောလာကွယ်နေညတွင်သူမအားစွန်စား၍တွေ့ရှိခဲ့ခြင်းဖြစ်ပေသည်သူတို့နှုတ်ဤမြတ်တာကို ကံကောပိုင်ခြင်းနှင့်ဖြင့်လွှမ်းခြုံခဲ့ခြင်းဖြစ်ပေသည်။နောက်ဆုံးတော့သူသည်အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများအပြင်းထန်အရေးကြီးနေသည့်ကာလအတွင်းတွင်ကံကောဆန်းသောမြေတားပန်းကြောင့်ချီတင်ခဲ့ရခြင်းဖြစ်လေသည်။သုတ်တန်တစပြင်အနည်းတွင်တယောက်ထီတဲ့လဲကျန်ရေးခဲ့ရခြင်းဖြစ်လေသည်။အကယ်၍ထိုနေ့ညကသာတခင်လွန်နိုင်တို့လူစု အချိန်မီမရောက်ခဲ့လျင် သူသည်သွေးလွန်၍သာတိတ်ပွဲရှိတော်သည် ထွေမြေ၏အချိန်မီအကြောင်းကြားချက်အရတခင်လွန်နိုင်တို့ရောက်ရှိလာသောအခါတွင် သူသည် လုံးဝတတိလက်လျက်ရှိပေပြီးတကိုယ်လုံးတောင့်တင်းအေးဆက်လျက်ရှိပြီးအသက်ငွေ့ငွေ့ကလေးသာကျန်တော်သည် အကိုများဘယ်ချိန်ရောက်ရှိလာပြီး သူအားဘယ်ရက်သို့ခေါ်ဆောင်သွားကြသည်ကို လုံးဝမသိတော့သူသည်နှစ်ရက်လုံးလုံးတတိမရတစ်ချက်ရတစ်ချက်ဖြစ်ခဲ့သည်ပထမတွင် တခင်လွန်နိုင်တို့သည် သူအား လန်ဆွေးလူခြံတို့တဲသွားရန်စိတ်ကိုကြ၏တို့ရတွင်နောက်ဆက်တွဲပေါ်ထွက်လာမည့်အန်ဒီရများကိုသိမြင်သော ကိုအံမောင်က သူအားဥကြုံညွန့်အိမ်နှင့်တခေါလောက်သာ ဝေးကွာသောဂေါ်ရခအိမ်တိန်တို့တည်ယူသွားလေသည်ဂေါ်ရခများသည်နှုတ်လုံးသည့်နေရာတွင် သူမတူအောင် စိတ်ချရသဖြင့်ကိုမြင့်ခိုင်သည်လက်ထိတ်တန်းလန်းဖြင့်စေယုံတို့မရောက်ရှိခဲ့ခြင်းဖြစ်ဂေါ်ရခလူမျိုးများသည်ညသောအဖြစ် ပိဋိရှသစ္စာတော်ကံများဖြစ်တော်လဲနေချစ်စနစ်ကိုစန့်ကျင်၍တခင်လုံးနိုင်တို့အားအကူအညီပေးခဲ့သောဂေါရခာများသည် ထိုအခါကညတိနာမြို့တွင် အမြောက်အများရှိခဲ့လေသည်ကိုမြင့်ခိုင်ကိုရှင်ဂေါရခာအိမ်တွင်နှစ်ရက်မြှလုံခြုံစွာထားပြီးနောက်အတော်ကလေးလှုပ်ရှားနိုင်သောအခါတွင်ယထာလုံးတစည်းဖြင့်ညတိနာမြို့မြောက်ဖျားရှိစီတာပူရွာကလေးသို့တဆင့်ရွှေ့ပြောင်းသွားလေသည် ထိုမှတဖန်ရေလန်းခီးဖြင့် ပထမမြစ်ကျင်နေ့ရှိ စင်ဘိုရွာကြီးသို့တည်ဆောင်းသွားကာရှမ်ပုန်ကြီးတစ်ပါးဖြင့်အနာကျက်သည့်အထိကုသရပါသည်တလခန့်ကြာမှတနက်တန်းရာအကင်တည်ပေသည် ရှင်သူရှမ်ပုန်ကြီးအစွမ်းထက်သောဆေးမြင့်များကို လိမ့်ကျန်နေရသောတလတာကာလအတွင်းတွင်ကိုမြင့်ခိုင်သည်ညမာပြည်လွတ်လပ်ရေးလှုပ်ရှားမှုတွင်သူတော်ဝင်ပြက်ကွက်နေရသည်ကိုမကြေမနက်ဖြစ်မိနေသည့်နေသူမိဘဆွေမျိုးများကို အောင်မေတရိယနေသည့်ဤသူချစ်သူရင်ရင်မြအတွက်လည်းနေစဉ်နှင့်အမြပူပန်ကြောင်းကြလွမ်းဆွေးနေရပါသည်။ဂျာဇမန်တက်နေသောဥကြုံညွန့်သည်သူအားတနက်နှင့်ပြစ်ခတ်ပြီးသည့်နောက်တွင် သူသမီးအားရိုက်နှက်နေုံမြည်လော ချုပ်ချယ်၍နေုံမြည်လောဟုဆိုရင်မကင်းဖြစ်နေရပါသည်။ဘီယာဝရီမြေရေပြင်သည်15ကိုင်မြအထိကျင်းမြောင်းသွားသောဘဒူပျှောကန်းကြီးတို့တွားရောက်၍ ရေလန်းခီအန်ဒီရဲ့မြားမြောင်စေရန်ပေါ်ပေါက်နေသောကျောက်ဆောင်နှစ်ခုနှင့်စုပ်အားကြီးမားလာသောဝဲကတော့ကြီးများကိုကြည့်ရင်သူတို့နှစ်ဦး၏အချစ်ခီလန်းအစင်မပြေပုံကို ထင်ဟက်စဉ်းစားနေမိခဲ့၏လူတို့တွင်ဘဝခီးချင်းများရှိသည့်အ ਨੇ မေတ္တာခီးချင်းနှင့်ဝမ်းရည်ခီးချင်းတို့သည်အကြံတန်းအခက်ထန်ဆုံးဖြစ်လေသည်ရင်ခီးချင်းများကိုမဖြတ်တန်း၍လည်းမရား ဖြတ်တန်းရင်လဲလန်တရဲကြီးမား၍ပျက်စီးဒုက္ခရောက်နိုင်ပေသည်။ကိုမြင့်ခိုင်နှင့်ရှင်ရင်များတို့အဖို့ကမေတ္တာခရီးခြင်းနှင့်စတင်၍စုံစည်းကြရသည်သာ။ကိုမြင့်ခိုင်သည်ကျမ်းမာ၏ကောင်းမွန်လာသည်နှင့်တပြိုင်နက်မြကြီးနာခရိုင်တွင်လှဲ့လေကအမျိုးသားလွတ်မြောက်ရေးစစ်ပွဲအတွက်အခြေခံစစ်စခန်းများကိုတည်ဆောက်လေတော်သည်။ကိုရမောင်နှင့်တခင်မြက်လေးကိုမြင့်ခိုင်နှင့်အခြားလူငယ်ကောင်းဆောင်များသည် ဒေသခွဲ၍၎င်းတာဝန်များခွဲ၍၎င်းနေသူနေသားများကိုစီယုံခြင်းနိုင်ငံ၏အသိရှိလောင်လှုံ့ဆော်ခြင်းအထွေထွေဘ ഹു တုတ္တများဖြန့်ဖြူးပေးခြင်းလက်နက်ခဲယံမိကြောင့်များရတတ်သည်များစုဆောင်းခြင်းအမြေဒေသနှင့်လူမျိုးစုများ၏အကြောင်းကိုလေ့လာခြင်းတပ်သားများစုဆောင်းခြင်းတပ်သည်များမှတ်သည်များဖြင့်စစ်ပညာလေ့ကျင့်သင်ကြားခြင်းနိုင်ငံရေးစာအုပ်စာတမ်းများဖတ်ရှုလေ့လာခြင်း အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲစုံကိုစင်စစ်ဆွေးနွေးကြခြင်းထို့ပြင်မော်ဆိုကြီးဦးမင်းတင်တို့လူစုနှင့်လိုက်ပါ၍အမဲလိုက်ကြခြင်းနှင့်တနစ်တာသောအချိန်ကို ကုံလွန်စေခဲ့ပါသည်နေပွန်တပ်မတော်နှင့်ဗမာလွတ်လပ်ရေးတပ်မတော်တို့ကမဟာမိတ်များကိုအောက်မြန်မာပြည်တွင်ဒရဇက်လိုက်လံတိုက်ခိုက်နေသောအခါတွင်ကိုမြင့်ခိုင်တို့သည်အမကန်တပ်ဖွဲ့ငယ်ကလေးများဖွဲ့စည်းကချက်ရွာဒေသကိုကာကွယ်ခြင်းအစိုးရအရာရှိများနှင့် အလိုတော်ဤသူကြီးများထံမှတနတ်များကိုတင်ခြင်း၊ရဲ့သားများလိုင်းစိန်နှင့်ကိုင်းဆောင်သောတနတ်များကိုငာယံခြင်းဖြင့်ကိုအင်အားကိုကြည်ပွားအောင်ပြုလုပ်ကြလေသည်။တပန်ထိုမှတဆင့်တက်၍စစ်ပြေးများဤတနတ်များကိုတင်ခြင်း၊ရဲကင်းနှင့်ရွှေပြောင်းသွားလာသောအင်္ဂလိပ်တပ်စိတ်ကလေးများကိုစီးနှင်းတိုက်ခိုက်ခြင်း၊နောက်ဆုံးတွင်တပ်ပြည့်၍ပြေးလာသောတရုတ်တပ်များကိုတိုက်ခိုက်ခြင်းဖြင့်လူအင်အားလက်နက်အင်အားကြီးထွားလာရုံမျှမက စစ်ပညာလဲလက်တွေ့တင်ကြားရရှိလာကြတော့သည်ရှမ်းပြည်ဗမာခြေတက်လာသောဂျပန်စစ်ကြောင်းဗမာမျိုးတို့ရောက်ရှိသောအခါတွင်ကွန်မြင့်ခိုင်တို့တွင် လူဝင်အား200ကျော်နှင့်လက်နက်ပြည့်စုံရှိနေကြပြီဖြစ်၏တို့ဖြစ်၍၎င်းတို့သည်မိရထားလန်တလျှောက်ရှိမြို့ငယ်များကိုတိမ့်တင်း၍ယကြီးနာအထိခြေတက်သွားကြလေသည်ကိုယ့်အမောင်သည်၎င်းတို့ကိုယ်တိုင်ဖွဲ့စည်းထားသော တ်များကိုခုခဲ၍လိုက်ပါသွားပြီးကိုမြင့်ခိုင်နှင့်တခင်မြတ်လေးသည်ဗမောထောင်တွင်အကျဉ်ခံနေရသောနိုင်ငံရေးခေါင်းဆောင်များနှင့်တွေ့ရှိရရန်ဂျပန်စစ်တပ်များနှင့်တွေ့ရှိရန်ဗမောမြို့သို့တွားရောက်ကြလေသည်ဗမောမြို့သို့ရောက်ရှိသောအခါတွင်ကိုမြင့်ခိုင်တို့သည်တွေ့ရှိသည်မသောတခင်ခေါင်းဆောင်များနှင့်ဆွေနှွေးညှိနှိုင်းပြီးနောက်မမပြည်အခြေအနေရရနှင့် ရှိတွင်ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းစဉ်များကိုတည်ရှိရန် သခင်တမ်းမြိုင်တို့နှင့်အတူရန်ကုန်သို့လိုက်ပါသွားလေသည်သခင်လွန်နိုင်တို့သာလျှင်ခြေသို့ဆက်လက်ခြေတက်မြေဂျမန်တပ်များကို လမ်းပြရန် အကူအညီပေးရန်မြို့ရွာငိန်ဝတ်ပြပြရေးကိုတန်နိုင်သမျှထိမ့်သိမ်းဆောင်ရှောက်သွားရန်နှင့်မြကြီးနာတို့လိုက်ပါသွားကြလေသည် ။နှဆင်ပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။နောက်လာမယ့်အပိုင်း၁၂ကိုလည်းစောင့်မျှော်နှဆင်ပေးကြပါဦးခင်ဗျာ။